နေ့2025ခုနှစ်နိုဝင်ဘာလ17ရက်အင်္ဂါနေ့အတွက်ခொနည်းသားမီးအလုံးတို့ရဲ့နူမရိုလော်ဂျီကဏ္ဍပင်ရင်းရကတော့အတိုက်အခိုက်တွေကိုရင်ဆိုင်ရတဲ့နေ့ပဲအထူးသဖြင့်တော့ကိုယ့်ကိုမနာလိုတဲ့သူတွေမကောင်းပြောတာမျိုးတွေကြုံတွေ့ရတဲ့နေ့ပါပဲဒါပေမဲ့ငွေကြေးကိစ္စတွေဆင်ပြေသွားမယ်အလုတ်ကန်အခွင့်အရေးသစ်တွေပေါ်မယ်ဝန်ထမ်းသစ်မိတ်ဆွေသစ်တွေအကျိုးပြုမယ်အထက်လူကြီးတွေအပြောင်းအလဲဖြစ်တာအလုပ်နေရာတွေပြင်ဆင်ပြောင်းလဲတာမျိုးတွေ ကြုံတွေ့ရတဲ့နေ့ဖြစ်ပါတယ်ဒီနေ့မှာကံထူးကောင်းမှုလို့တွက်ဆိုရင်တော့ခொနည်းတိုင်းများအားလုံးမနေ့ဆော့ဆော့မျက်နှာသိတဲ့အခါမှာတမ္မာတဗုဒ္ဓောဆိုတာကိုအကြိမ်ကြိမ်ရွတ်ဆိုပြီးမျက်နှာသိချင်းအဖြစ်တနေ့တာလုံးကံထူးကံဆွမ်းပါလိမ့်မယ်ခင်ဗျာဒီနေ့မှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအားလုံးပညာရေးနဲ့ပတ်သက်ပြီးထူးချွန်ဖို့အနေရကင်းဖို့အနောက်ရှက်ကင်းဖို့အတွက်ဆိုရင်တော့မနေ့ဆော့ဆော့မှာ လဘရည်တစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးဒီနေ့ပညာသင်ကြားတာတွေအားလုံးအောက်အစင်ပြေအောင်မြန်ဆုတောင်းပါခင်ဗျာဒီနေ့မှာမိရှုသန်းစဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာရင်တွက်ကတော့မဟာဘုတ်ဗေဒနိယအင်္ဂါနေဖွားတိုက်ဖွားဇာတာရှင်တွေဖြစ်ကြပါတယ်တိုက်ဖွားလို့သဘောအရငယ်စဉ်မှာခြူကြတတ်တော်လဲရတနာဘုံငိမ့်ဆိုင်ခြင်းကိုအကြောင်းပြုပြီးကြီးပွားချမ်းသာမဲ့သူများဖြစ်ကြပါတယ်ဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးတို့အတွက်ဒီနေ့ပြုရမယ့်ကုသိုလ်ကတော့ ကြာဆန်းကျော်မြတ်စွာဘုရားရှင်ကတ်လူချင်းကြာဆန်းကျော်ဆွန့်လောင်းလူချင်းကြာဆန်းကျော်ဒါနပြုခြင်းများဆောင်ရွက်လိုက်ကြပါခင်ဗျာအကျိုးပေးစိုးမှုတဲ့ကဏ္ဍကတော့နှစ်ကဏ္ဍဖြစ်ပြီးတော့ငွေကန်အထူးကောင်းမှုအတွက်ဆိုရင်တော့ပစံဤထဲကိုနှင်းစီပန်းလေးတစ်ပွင့်ဆောင်ထားခြင်းအပြင်တိရိသာသာငွေဝင်လာပါလိမ့်မယ်ဈေးအောင်ကောင်းမှုအတွက်ကတော့ဆိုင်ရှိတဲ့တဲ့ကိုမျက်နှာမူပြီးဒီနေ့မှနွားနို့အနေငယ်တောင်းရင်ဈေးအောင်ကောင်းမှုအတွက်ဆုတောင်းလိုက်ပါခင်ဗျာအယောင်ထိုင်နေတဲ့ကွန်ပျူစီတွေအယောင်တော့ဖို့အတွက်ကတော့ ဘောပင်လေးတစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးအယောင်သွက်ဖို့အတွက်ဆူတောင်းလိုက်ကြပါခင်ဗျာဒီနေ့မှာအမှုအခင်းဂျုံနေတဲ့သူတွေရှိရယ်ဆိုရင်တော့အမှုဂျုံနေတဲ့သူရဲ့အမိကိုတော်တိုက်စေးဘူးမှာရေးပြီးဆွမ်းကံဖုန်ကြီးကိုလှူလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူရှိရယ်ဆိုရင်တော့ဈေးကောင်ဝါကောင်ဆရာကောင်သမားကောင်တို့ဖို့ဒီလိုနေမျိုးမှာဓာတ်စာအဖြစ်မြေပဲလော်အနေငယ်စပြီးဆူတောင်းလိုက်ပါခင်ဗျာ အိမ်တော်ရဲ့အခြေအနေမြေတားရဲ့အဆင်ပြေဖို့အတွက်ကတော့ရေသတ္တဝါတွေဖြစ်တဲ့ငါးရည်လေးတွေကိုအစာကျွေးရင်ဆူတောင်းလိုက်ကြပါခင်ဗျာ